တူပတ်တရားကိုအသွာ32ဘတ်အပြန်32ဘတ်ချင်းနဲ့သွားလို့ရရဆိုတာသိကြလားဒီနေ့စုကဘန်ကောက်ကနေပတ်တရားကို32ဘတ်တန်ရထားစီးပြီးတော့သွားလိုက်မှာပဲဖြစ်ပါတယ်ဒီရထားကဘန်ကောက်ကနေပြီးတော့တနင်္လာနေ့မှာဒစီဘက်ထွက်တယ်ပေါ့နော်ဒီ32ဘတ်တန်ရထားကိုဘယ်မှာသွားစီးလို့ရလဲဆိုရင်မနက်6:55ဆိုရင်ဟွာလန်းပေါင်ကနေပြီး တော့သူကစပြီးတော့ထွက်တယ်ပေါ့နော်ကဲလို့ကိုကပတရားနေပြီးတော့ပြန်မယ်ဆိုရင်တော့2နိုင်27မှာဒစည်းပဲထွက်ပါတယ်အဲ့ဒီတော့ကိုကနေချင်းပြန်မယ်ဆိုရင်လည်း train နဲ့ပြန်လို့ရပါတယ်အဲ့တော့ sewer ဆုနေတဲ့နေရာကနေပြီးတော့ so MRT စီးသွားလိုက်တယ်ပေါ့နော် MRT စီးသွားတဲ့အချိန်မှာသူက Holland Bound ဆိုတဲ့ train station ပေါ့နော်သူက BL28 ဆိုတဲ့နေရာပေါ့နော်အဲ့ရောက်ပြီဆိုဆင်းလိုက်ပြီးတော့အပေါ်မှာသူကစာရင်းတွေထိုးထားပြီးရယ် to train ဆိုပြီးတော့မြင်ရတဲ့နေရာလေးတွေကို ထိပ်ပြီးတော့သူတို့ဒီ train station ကိုသွားလိုက်ရပါတယ်အဓိကတော့အပေါ်ကညားလေးတွေကိုကြည့်ပေါ့နော်ပြီးဟွာလန်ပေါင် train station to train ဆိုပြီးတော့အဲ့လိုမျိုးလေးကြီး sign board လေးကြီးအပေါ်ကမြားလေးတွေနဲ့ပြထားတယ်။အဲ့တိုင်းလေးသွားလိုက်ရင်သူ့တို့ဘူရာစီကိုတက်တက်ရောက်ပါတယ်။ကဲဒါဆိုရင်သူ့တို့ဘူရာထက်ကိုရောက်ပြီပေါ့နော်။ မူရာထက်ကိုရောက်ပြီဆိုရင်အရင်ဆုံးလောက်ရမှာကတော့တစ်ကက်ဖြတ်ရပါမယ်တစ်ကက်ကိုတစ်ကက်ကောင်တာမှာအရင်ဆုံးကိုကပတ်တရားသွားမယ်လို့ပြောလိုက်ရင်သူတို့တစ်ကက်ဖြတ်ပေးရဲအဲမှာ32ဘက်ပေးလိုက်ရုံနဲ့ပေါ့နော်ပြီးရနဲ့သူတို့ကရထားထွက်တော့မယ်ဆိုရင်ခေါ်ပေးရဲတစ်ကက်မှာပါတဲ့ platform နံပါတ်ကိုကြည့်ပြီးရောကိုကသွားစီလိုက်ရုံပါပဲဒါကတော့သူတို့ဘန်ကောက်ကထွက်မဲ့ချိန်နဲ့ပတ်တရားထွက်မဲ့ချိန်လေးကိုစုပြန်ထည့်ထားပေးရပါတော့နော် ကဲအဲ့ဆိုရင်စထွက်တော့မယ်ဆိုတော့ဆိုလည်းအရင် excited ဖြစ်နေပြီဆိုတော့လည်းပတရားကိုသွားရမှာပထမဆုံးချိန်ဆိုတော့ပေါ့နော်အာဆိုကအာလမ်းမှာအာမုတ်ဆိုင်နဲ့ဖြတ်တန်းမယ်ပြောဆိုအပြန်ကြရင်တော့ဆိုဘတ်စ်နဲ့ပြန်မှာဆိုတော့ခုနကဘတ်စတာကိုဘယ်အစီရမယ်ဆိုတာလေးကိုလည်းစုထည့်ထားပြည့်ရပေါ့နော်ကဲမော်လီစာလိုက်မနက်စာလေးစာလိုက်နဲ့ train ထွက်တော့မှာကိုစောင့်နေပါတယ် ပလန်းလုံးစူစားလိုက်အိတ်လိုက်စားလိုက်အိတ်လိုက်အဲတဘောပတ်ဝန်းကျင်အလှလေးကိုကြည်လိုက်နဲ့ရထားစီရတာအရန်ပျော်ဖို့ကောင်းနေပေါ့နော်ဒီကောင်လေးကတော့အဆို711မှာတွေ့ခဲ့တာတော်သူစီမှာပဲရတယ်ဆိုပြီးတော့လေ logo လေးမှာရေးထားရပေါ့နော် ူက plain noodle ပေါ့နော်ဒီကစားလို့လည်းရတယ်စားလို့လည်းရတယ် noodle cup လေးကြီးပူတင်ပုံစံလေးလို့ပြောရဲဒါပေမဲ့သူက jelly ပါပဲအထက်မှာသူကခေါက်ဆွဲလေးပါတယ်ပြီးရင်ပေါက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 ်နဲ့အာပေါက်လို့ခေါ်တဲ့ဒီပါးစပ်ထဲမှာပေါက်ပေါက်ဖြစ်တဲ့အထုပ်ကလေးပါပဲပြီးရင်သူကအသီးရွက်ပုံစံ jelly လေးအသားပုံစံချင်းလေးလေးပြီးတော့ရင် sauce လေးလေးအဲ့လိုမျိုးအများကြီးပါတယ်ဗျာနောက်ဆုံးချက်ဥလေးအောင်ပါတယ်ဗောနော်ဆိုတော့အရန် detail ကြပြီးရောအရန်ချက်ဖို့ကောင်းတယ်ဆိုတော့ကိုက အာအချိုစားတက်တဲ့သူပြီးတော့အဲ့လိုမျိုးဆော့ကျင်နေသူဆိုရင်ဝယ်ပြီးတော့ try ကြည့်တယ်နေပေါ့နော်ကဲလို့ကိုကအချိုမစားဘူးဆိုရင်တောင်မှဝယ်ပြီးတော့အာဆော့လို့ကောင်းနေအစားစားတစ်မျိုးပေါ့နော်အဲ့ဆိုဒီနေ့ကအဲ့ဒါလေးကိုဆိုဒီလမ်းမှာဒီ7မှာတွေ့လို့ဝင်လာခဲ့တယ်။အဲ့တဲတော့ခောက်ဆွဲလေးပြီးကြတယ်မှာဒါအတီးရွက်လေးပေါ့နော်။အတီးရွက်ဆိုလည်းအဲ့လိုအတုံးတုံးလေးနဲ့စိမ်းရောင်လေးပြင်တော့အသားဆိုရင်ပန်းရောင်လေးလို့အတုံးတုံးလေးပေါ့နော်။ ပြီးတော့ဒါဆိုရင်ကြက်ဥလေးနဲ့အပေါ်ကဆို sauce အရေလေးလည်းထည့်ပေးထားတယ်။ပြီးရင်နောက်ဆုံးဒီပေါက်ပေါက်ပေါက်ဟာလေးကိုထည့်လိုက်ပြီးဆိုရင်သူ့ရဲ့ခေါင်းဆွဲလေးရာစပြီးတော့စားလို့ရပြီပေါ့နော်။တော်တော့နည်းနည်းလေးအချိုကဲတာဖြစ်တဲ့အတွက်ချောင်းချိုးတက်တက်သူတွေကတော့မစားပါနဲ့လို့ဆိုပြောချင်ပါတယ်။သူကနည်းနည်းအချိုကဲတာ7 under 10ထားပါတော့။ဒီလိုဆိုတော့ကျွန်မ plan mentality လေး So, this is my day. So, the first bite. တစားရတာအရင်တော့ချိုရယ်ဒါပေမဲ့လို့သူ့ရဲ့အရာတာကကြာတည့်ရတိအရာတာပေါ့နော်တည့်ရတိအရာတာကိုမာနည်းနည်းချိုခဲ့ဆိုတော့ဆိုတော့နာနာပြီးတော့စားရတယ်ပြီးတော့အာဆိုအိတ်တယ်စားရတယ်အလိုငယ်ပဲဆိုဒီခီးစဉ်၄နာရီလုံးကိုဆုဖြတ်တန်းခဲ့ရပေါ့နော်ဒီ chamber join လေးလေအဲ့ဒီမှာလေမြောက်လေးလေးကြီးလို့ရရပေါ့နော်အဲ့တော့နည်းနည်းတတိထားပြီးရကြီးကြီးပေါ့နော် chamber ဆိုရဲ့ ဒီ train station ပြီးသွားရင်အဲရထားတန်လမ်းပေါ်မှာလည်းမြောက်တွေတွေ့ရတတ်တယ်ပေါ့နော်။ဒီကတော့မြောက်ကြီး။ဒီကအဲအဲ့ဒါပေါ့နော်။အဲ့တော့စစားလိုက်အိတ်လိုက်နဲ့ဆိုတော့ရှာဒီပတ်ဝန်းကျင်ကိုကြည့်ပြီးတော့သွားခဲ့။ဒါကတော့သူတို့ဘယ်နားမှာရောက်ပြီဆိုတော့ကြည့်ချင်တယ်ဆိုရင်ဒီ Bangkok to Pattaya City train ဆိုပြီးတော့သူတို့ရှာလိုက်ရင်ပေါ့နော်။အာဒီရထားရဲ့မှတ်တမ်းလေးတွေကိုကြည့်လို့ရတယ်ပေါ့နော်။ အဲဘယ်မှတ်တိုင်မှာဘယ်နှမိနစ်မှာရမ်းမယ်ဆိုတာမျိုးပေါ့ကဲနောက်ဆုံးတော့ပတရားမြို့ကိုရောက်လာပါပြီပတရားစတေရှင်ကိုရောက်ပြီပေါ့နော်အဲတော့ရောက်ပြီဆိုရင်ဒီမှတ်တိုင်မတိုင်ခင်နှစ်မှတ်တိုင်လောက်ပဲကြုံပြီးတော့ထုတ်ကလေးတွေပြင်ထားစီစဉ်နေတယ်သူကနည်းနည်းတွတ်တွက်လေးထွက်တယ်ပေါ့နော်ယထာနောက်ထပ်မှတ်တိုင်ပြီးမှဆိုတော့လေကဲနောက်အဆိုရင်ခုလောက်ဆိုရင်တော့အသွား32ဘက်အပြန်32ဘက်ထင်းနဲ့ပတရားကိုသွားလည်လို့ရပါပြီအားလုံးပဲတတမှတ်